ရှင်လူကာခရဝင်ခန်းကြီး76တပည့်တော်တို့အားတဖန်မိတ်တော်မူသည်ကမွေးရတတ်သောသူတယောက်၌ဗန္နာဆိုးရှိ ထိုဗန္နာဆိုးသည်သခင်၏ဥစ္စာများကိုဖျက်ဆီးသည့်အကြောင်းကို သူတစ်ပါးတို့သည်သခင်ရှိ၌ဖြစ်တင်ကြသော သခင်သည်ဗန္နာဆိုးကိုခေါ်၍တင်းဤအမှုအရာကိုငါကြားရသောစကားကဘယ်သူနည်းဗန္နာဆိုးအရာ၌မှတ်သားသောစည်ရင်းကိုပေးလို့ယခုမှစ၍ဗန္နာဆိုးမလို့ရဟုဆို၏ ိုးခဗန္နာဆိုးကငါသည်အဘယ်သို့ပြူရမည်နည်းငါဤသခင်သည်ဗန္နာဆိုးအရာကိုနှုတ်လေပြီလဲလုတ်ခြင်းကမစွမ်းနိုင်တရောင်းစားလုတ်ခြင်းကရှက်ကြောက်၏ဗန္နာဆိုးအရာမှကြာသည်နောက်သူတစ်ပါးတို့သည်မိမိတို့အိမ်၌ငါကိုလက်ခံစေခြင်းကအဘယ်သို့ငါပြူရမည်ကိုငါသည်ဤဟု၍စိတ်၌ကြံစီပြီးမှသခင်ဤငွေရှိတော်သူအပေါင်းတို့ကိုခေါ်၍ငါဤသခင်ကိုဆက်ပေးရန်သင်၌အဘယ်များလောက်ရှိသည်ဟုတယောက်ကိုမေးလျင်ထိုသူက စီအခွက်တစ်ထောင်ပေးရန်ရှိပါသည်ဟုဆို၏ ပန္နာဆိုးကလည်းသင်ဤစီရင်ကိုယူ၍အတော့ထိုင်ပြီးလင်အခွက်900ကိုရေးမှတ်လို့ဟုဆို၏ထို့နောက်အခြားသောသူတို့ကိုခေါ်၍ငါဤသခင်ကိုဆက်ပေးရန်သင်၌အဘယ်များလောက်ရှိသနည်းဟုမေးလျင်ထိုသူကဂျုံစဘာအတင်းတထောင်ပေးရန်ရှိပါသည်ဟုဆို၏ပန္နာဆိုးကလည်းသင်ဤစီရင်ကိုယူ၍အတင်း800ကို ရေးမှတ်လို့ဟုဆို၏မတရားသောထိုပန္နာဆိုးသည် လိမ္မာစွာ ပြုတ်သည်ကို ထိုသခင်သည်ချီးမွမ်းလေ၏ အချောင်းမှုကလောကီသားတို့သည်မိမိတို့အမှုကိုဆောင်ရွက်ရာတွင်အလင်းသို့ရောက်တော်သူတို့ထက်သာ၍လိမ်မာကြ၏တဖန်ကဆိုသည်ကသင်တို့သည်သုတေသောအခါအစဉ်မြဲတည်သောဗိမာန်၌သင်တို့ကိုလက်ခံလက်တန်းသောအဆွေရှိခြင်းကမမြဲသောလောကီစည်းစိမ်ကိုတုံးဆောင်ကြလောအနည်းငယ်သောအမှုအရာ၌သစ္စာရှိသောသူသည်ကြီးသောအမှု၌လည်းသစ္စာရှိလိမ့်မည်အနည်းငယ်သောအမှု၌သစ္စာမရှိသောသူသည်ကြီးသောအမှုကိုလည်းသစ္စာမရှိ တို့ဖြစ်၍မမြဲသောလောကီစည်းစိမ်ကိုသုံးရတွင်သင်တို့သည်တစ္ဆာမရှိလေ။မှန်သောစည်းစိမ်ကိုသင်တို့၌အဘယ်သူအမြင်နည်း။သူတစ်ပါးအမှု၌ငါတို့သည်တစ္ဆာမရှိလေ။အဘယ်သူသည်အပိုင်ပေးမည်နည်း။အဘယ်အစေခံမြတ်သခင်တဦးအစေကိုမခံနိုင်သခင်တဦးကိုမုံ၍တဦးကိုချစ်မြေသည်သခင်တဦးမိခိုး၍အခြားတဦးကိုမခံမညာပြုမည်သင်တို့သည်ဘုရားသခင်၏အစေကို၎င်းလောကီစည်းစိမ်၏အစေကို၎င်းမခံနိုင်ကြဟုမိန့်တော်မူ၏ ငွေကိုတက်မှတ်သောဖာရိရှဲတို့သည်ထိုစကားများကိုကြားလျင်ကိုရောကိုပြည့်ရည်ပြူကြ၏ယေရှုကလည်းသင်တို့သည်လူများရှေ့မှဖြောင့်မတ်ဟန်ဆောင်တော်လဲဘုရားသခင်သည်သင်တို့စိတ်နှလုံးကိုသိမြင်တော်မူ၏လူသောအဖြစ်အမျက်ထားသောအရာသည်ဘုရားသခင်ရှေ့တော်၌ဆက်ဆုပ်ယွန်ရှာပွဲဖြစ်၏ယောဟန်မရောက်မီတိုင်အောင်ပြည့်ညတ်တိချမ်းနှင့်အနာဂတ်တိချမ်းရှိ၏ယောဟန်လက်ထက်မှစ၍ဘုရားသခင်၏နိုင်ငံတော်နှင့်ရှင်တော်အင်းဝင်ကလေးတရားကိုဟောလျက်ရှိ၏ လူများတို့သည်လည်းနိုင်ငံတော်ကိုအနိုင်အထက်ဝင်ကြ၏။ပြည်ညတိကျမ်း၌အငယ်ဆုံးသောဘိန်းနုတစ်လုံးပျက်စီးလွယ်သည့်ထက်ကောင်းကင်နှင့်မြေကြီးပျက်စီးလွယ်၏။အကျဉ်သူသည်မိမိမယားနှင့်ကွာ၍အခြားသောမိမနှင့်ဆုံဖက်ခြင်းကိုပြု၏။ထိုသူသည်မိမိမယားကိုပစ်မ၏။လင်းကွာသောမိမနှင့်ဆုံဖက်ခြင်းကိုပြုသောသူသည်လည်းသူမယားကိုပစ်မသည်ဟုမိန်တော်မူ၏။တဖန်တုံတထေးတယောက်သည်နေမောင်းသောကဗလာနှင့်ပိတ်ချောကိုဝတ်စီ၍ကာမဂုံစည်းစိမ်၌နေတိုင်းပြုံမွေးလျက်နေ၏။ လန်စရုမြည်ရှိသောသူစင်းရဲ့တယောက်သည်တကိုယ်လုံး၌အနှစိမ့်ပေါ့၍တတိယဇပွဲမှကြသောစားနှုတ်စားပေါက်ကိုစားပရစီဟုတောင်းတသောစိတ်နှင့်တတိယအိမ်တကားနာမှာတုံးလုံးနေ၏ခွေးတို့သည်လာ၍အနှစိမ့်များကိုရက်ကြ၏တနေ့တနားထိုစင်းရဲ့သားသည်တည်လွန်၍ကောင်းကင်တမန်တို့သည်အာဗြဟံယင်ဝင်သို့ပို့ဆောင်ကြ၏တတိယသည်လည်းတည်လွန်၍ဒီချိုချင်းကိုခံရလေ၏ မရနာနိုင်ငံ၌ပြင်းပြစွာသောဝေဒနာကိုခံရလျက်မြို့ကြည့်၍အာဗြဟံကို၎င်းအာဗြဟံ၏ယင်ဝင်၌လာဇရုကို၎င်းအဝေးကမြင်လျင်အိုဘအာဗြဟံကျွန်ုပ်ကိုကဲမတနာတော်မူပါကျွန်ုပ်သည်ဤမိလျက်၌ပြင်းစွာခံရသောကြောင့်လာဇရုသည်မိလက်ဖျားကိုရေ၌နှိပ်၍ကျွန်ုပ်ရှာကိုအေးစီခြင်းကသူ့ကိုကျွန်ုပ်ရှိရာသို့ဆေလွတ်တော်မူပါဟုခေကျော်လေ၏အာဗြဟံကလည်းငါသာသင်သည်အသက်ရှင်စဉ်အခါချမ်းသာရသည်ကို၎င်း လာဇရုသည်ဆင်းရဲစွာနေရသည်ဟု၎င်းအောက်မေလောယခုမူကားသူသည်တတ်သာချင်းရှိ၏။တင်သည့်ဒုက္ခဝေဒနာကိုခံရ၏။ထိုမှတစ်ပါးငါတို့နှင့်သင်တို့ဆက်ကြ၌အလွန်နှက်လာသောကြောက်ကြီးတည်းလျက်ရှိ၏။ထိုကြောင့်ဤယမသင်တို့ရှိရာသို့ကူးချင်သောသူမကူးနိုင်။ထိုယမငါတို့ရှိရာသို့ကူးချင်သူသည်လည်းမကူးနိုင်ဟုဆို၏။တတိကလည်းအိုဖာထိုသူမှန်လျင်အကျွန်ုပ်၌ညီငါယောက်ရှိပါသည်ဖြစ်၍သူတို့သည်ဤပြင်းပြစွာခံရအရက်သူမရောက်မီအကြောင်းသူတို့အားတတ်တာစီခြင်းကလာဇရု ကိုကျွန်ုပ်ဤအဘအိမ်သူဆေလွတ်တော်မူပါကျွန်ုပ်တောင်းမှန်မှာဤဟုလျှောက်ပြောဆိုလင်အာဗြဟံကသင်ညီတို့၌မောရှိမှစ၍ပရောဖက်များရှိကြ၏ပရောဖက်တို့ဤစကားစကားကိုနားထောင်ကြစီဟုဆို၏တထေကလည်းမဟုတ်ပါပါအာဗြဟံတည်သောလူစုတွေကတယောက်သောသူသည်ထမြောက်၍သူတို့ရှိရာသို့သွားရင်သူတို့သည်နောင်တရကြပါလိမ့်မည်ဟုဆိုသောအာဗြဟံက သူတို့ဒီမောရှိဤစကားပရောဖက်တို့ဤစကားကိုနားမထောင်ရင်တယောက်တော့သူဒီပေချင်းမှထမြောက်တော့လဲမယုံကြည်နိုင်ကြဟုအာဗြဟံဆိုသည်ဟုမိန့်တော်မူ၏အခန်းငယ်1မှ37